ရစီရမယ်ဗျာဒါပေမဲ့ဗျာကျွန်တော်တို့ရင်နှောဆုခရဲဆင်းနေရှိပါတယ်ဟုတ်ကဲ့ဗျာပါလိုက်လွတ်လပ်ပြီးလွတ်လပ်ပြီးတို့တွေလွတ်လပ်ပြီးအောင်တပြေကိုစွတ်ခါဒီငါတို့ကင်ဆောင်ပြီဆိုတော့တချင်းလေးရတချင်းပဲရှိပါသေးတယ်ဟုတ်ပါတယ်တော့ကျွန်တော်တို့တကယ်ပြည့်ပြည့်ဝဝမခံစားခဲ့ရသေးပါဘူးမှန်ပါဗျာပြည့်ပြည့်ဝဝခံစားရအောင်ကျွန်တော်မြန်မာပြည်သူပြည်သားတွေเนาะအားလုံးတိုင်းရင်းသားပေါင်းစုံအားလုံးစီကံရှိဖို့လိုပတ်ပါတယ်ဗျာမှန်လေစီကံကရေးကြည့်ပါတယ်ဗျာစီကံဆိုတာကကျွန်တော်တို့တိုင်းပြည်ရဲ့ အတွက်သွေးကြောဆိုလဲမမပါဘူးမှန်တယ်နော်ကျွန်တော်တို့ပွဲတကပွဲကခဲ့တဲ့ခါမှာကျွန်တော်ပြောခဲ့တဲ့စကပုံလေးတခုရှိပါတယ်ဟုတ်ကဲ့အဲ့ဒီစကပုံလေးကဘာလဲဆိုတော့အင်္ဂလိပ်လူမျိုးတဲ့အင်္ဂလိပ်လူမျိုးအယောက်တည်းရှိတဲ့ခါကြလို့ရှိရင်တီထွေပါတယ်မှန်တယ်နှစ်ယောက်ရှိတဲ့ခါကြတော့ရှင်ပြိုင်ပါတယ်ရှင်ပြိုင်နေသုံးယောက်ရှိတဲ့ခါကြတော့အင်ပါယာချက်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့တရုတ်လူမျိုး အယောက်တည်းရှိတဲ့အချိန်မှာအမျက်ဆုံးဘလောက်ရမလဲဆိုတာကိုစဉ်းစားပါတယ်။နှစ်ယောက်ရှိတဲ့အချိန်မှာဖက်ဆက်ထောင်ဖို့စဉ်းစားပါတယ်။အသုံးယောက်ရှိတဲ့အချိန်မှာကုမ္ပဏီထောင်ပါတယ်။ဟောကျွန်တော်တို့မြန်မာလူမျိုးကြာအယောက်တည်းရှိတဲ့အခါကျတော့အိတ်နေပါတယ်။နှစ်ယောက်ရှိတော့အတင်းပြောပါတယ်။သုံးယောက်လည်းရှိရောတင်းခွဲပါတယ်ရောဗျာ။โอเคโอเค တေးခွဲတာဘာမှမဖြစ်သေးဘူးကျွန်တော်ပြန်စုစည်းလို့ရတယ်ဟုတ်ပါနောက်တော့ဟိုဘက်မှာ၄ယောက်ရှိတယ်ဘယ်သူ၄ယောက်လဲဟုတ်လူငယ်၄ယောက်ရှိတယ်အဲလူကြီး၄ယောက်ရှိတယ်ဟုတ်ပြီအဖွဲ့အား၈ဖွဲ့ဖြစ်နေတယ်ဩအဲ့ဒါအဖွဲ့အစည်းတွေရှင်းပွဲကထွက်ကျင်နိုင်ပွဲတာမဟုတ်ပါဘူးနိုင်ငံတော်မှာပတ်စံလို့လဲဆိုလို့အဖွဲ့အစည်းကြီးတွေသွားပေးနေတာပါဗန္ဒာကြီးကို ွဲတယ်ဆိုတာလေမန္တမရေးကြည့်တာကိုရေးကြည့်တယ်ပြောပါဗျာပွဲတယ်ဆိုတော့မာမလေးဝီပိုင်ကြီးကဖွဲ့စည်းရင်ထွက်သွားထွက်သွားဝီပိုင်ကြီးကမှလမ်းလျှောက်ဟုတ်ကဲ့မသိလို့ရှိရင်အနောက်ကနေဥပလာလို့ခေါ်လိုက်အဲ့ဒီလူတွေကိုလှည့်ကြည့်တော့တာ မင်းပြောပါဦးဆိုလူတိုင်းကဥက္ကဋ္ဌဖြစ်ချင်နေတော့ဟုတ်ပေါ့ဖွဲ့တာဥက္ကဋ္ဌလို့ချင်လို့ဖွဲ့တာပေါ့ကဲကြောင်ရအောင်လေပြောပြအောင်လေကျွန်တော်တို့ခုနတကယ်ပါအမေနဲ့တွေ့ရမယ်ဆိုတော့အမေတိုင်းမှဝမ်းသာတယ်ဟုတ်ကဲ့ရောက်လာတဲ့ခါမှာပြန်လာနီးလေးကြာကြာကိုလည်းရောက်လာတဲ့ခါကျတော့ကိုလည်းသိကျင်တာလေးတွေမေးမယ်ပေါ့အေးပါပါအမေလို့ခဏလေးနေပါဦးတော့ကျွန်တော်သိကျင်လို့ပါကျွန်တော် မသိတာလေးရှိရင်ကျွန်တော်မေးပြရလေအမေသားသားရဲ့မေးပါမေးပါအချိန်ရပါလို့ကျွန်တော်လည်းအမေကိုမေးတာပေါ့ဗျာအမေလို့ကျွန်တော်တို့နိုင်ငံမှာအရင်ကစိုင်းဘူးတွေရှိပါတယ်လို့တစ်တပင်ခုတ်တော့အချုပ်သုံးလားလို့ရေးထားပါတယ်လို့ဥပဒေရအောင်တတော်လုံးခုတ်ရင်တော့ဘာဖြစ်တယ်လဲဆိုငါပြန်ပြေသွားတယ်အမေကဘယ်လိုပြေလို့ချမ်းသာတော့ပေါ့သားရဲ့အဲ့ဒါတိတ်တိတ်ကလေးဆိုဩ မဲတာပေါ့အမေရဲ့လို့တားတစ်ခုလောက်မေးပြရသေးလို့ပေါ့ကျွန်တော်တို့ရက်ွက်တဲ့မှာမီးမလာဘူးအမေရဲ့လို့အဲ့ဒါမီးအမြဲတမ်းလေးအောင်ဘယ်လိုလုပ်အောင်မေးဆိုငါတခွန်းလေးပြောသွားတယ်ဘယ်လိုပြောတော့နေပြီးတော့ပြောင်းနေလိုက်ပေါ့အဲ့ဒါနဲ့နောက်တစ်ခုကလည်းတက်မေးတာပေါ့အမေအမေရဲ့လို့ကျွန်တော်တို့ဒီလျက်စစ်ကိစ္စတော်တော်ပြဿနာတက်နေတယ်လို့အဲ့ဒါမေးရမှာမြန်မာနိုင်ငံမှာလျက်စစ်ထွက်ဆုံးနေရတာကဘယ်နေရာလဲဆိုတော့ငါ့ကိုပြန်ပြောသွားတယ်ဘယ်လိုပြောတော့တင်းစားတဲ့ အဲ့ဒါမားတယ်မားတယ်အဲ့တော့ကမျက်စိအထွတ်ဆုံးကသတင်းစာအခုကမားနေရာပြောင်းသွားပြီနေရာလို့မျက်စိဝင်ကြီးရဲ့ပါဇက်ကပဲတကယ်ကြီးအဘအမေကျွန်တော်လည်းမေးစရာဆက်ချီသေးတယ်လေကျွန်တော်မေးစရာကိုလည်းတွေ့လို့မေးမယ်ပေါ့အမေလို့တိရိပ်ဝါရိပ်ဆိုတာဘာကိုပြောတာလဲဆိုတာအသားရဲနဲ့သားမသိဘူးလားတဲ့တိရိပ်ဝါရိပ်ဆိုတာတစ်တုံးဝင်ကြီးဌာနကိုပြောတာတဲ့အမေလို့ဆိုတော့ तू ကတိရိပ်လေးဝင်ကြီးဝါရိပ်လေးကြီးတယ်တဲ့ အဲ့ဒါဆိုရင်မင်းကမင်းမယ်။ဟိုဖယားကြီးတရားကြီးဆိုတာ။ဟာဖယားကြီးတရားကြီးဆိုတာအိညာလေအရေးလေ။နှစ်ရေးလေ။ဟဲ့အိညာလေ။ဟုတ်တယ်။ဒါလေ။ဘာဖြစ်လဲ။ဖယားကြီးဆိုတာမသိမချင်းမှတ်တာ။ဖယားကြီးပေါ်ကားပေါ်တီးပြီးရှောက်သွားအလူကလေးတော့ပြီးအိတ်ထဲကောက်ဆယ်တာဖယားကြီး။ဟာ။ဟောပါပြီတရားကြီးကြတော့ဟော။တရားကြီးဆိုတာတို့လိုတိုက်ပုံဒီလိုရောင်လေးနေမို့လို့။အင်းအနက်ကလေးတွေဝူးဝဲ။မင်းပြီးတော့ယုံတတ်မှရေးတယ်အဲ့ဒါတရားကြီး။ဟာ။ မင်းကလည်းအဲ့ဒါကြောင့်ပြောတာပေါ့ကျွန်တော်တို့ပြလဲပြအမေရောဖြစ်တယ်အမေပြအမေခဏနေပါဦးကျွန်တော်မင်းနေနေလို့ဖြစ်ပေါ့အမေလွတ်တော်ကြီးမှာဘာတွေထူးခြားသွားပြီလဲပေါ့ဟာတားရေမပူပါနဲ့အမေတို့လွတ်တော်ကိုယ်စားလှယ်တွေပေါ့ပြီကိုဝိညာဏတတိတစ်ခုဖွင့်လိုက်ပြီတဲ့ဟာလားဘာဝိညာဏဌာနလဲဆိုတော့ပြန်လည်တောင်းပန်ရေးဝိညာဏဌာနအဲ့ဒါလေ ဟာသူ့သွားတယ်ဘာဥပိနေသွားတယ်ဘာဥပိနေရောဘာလဲအရင်ချစ်တာဟုတ်ဘာအရင်ချစ်တယ်ဘာလို့ကျွန်တော်မေးနေရလေးရှိလို့ဘာလို့ကျွန်တော်မေးလို့ရမလားလို့မေးလို့ရတယ်သားရဲ့လို့ဘာလို့ခုဆိုရင်လို့ကျွန်တော်တို့ဒီဟိုဟာလေးလက်နဲ့နဲ့ငင်းငိုင်းလောက်တဲ့ကိစ္စတွေငင်းငိုင်းတွေလောက်နိုင်ဆိုဘာတွေတိုးတက်လာလဲဆိုအာသားမတည်ဘူးလားအရင်ကတိုးတက်လာတယ်လေဘာတွေတိုးတက်လို့ဒုက္ခတွေတွေလေဟော မသိမယ်ရံပုံဝင်ဝက်ဆယ်ဝက်တော့ကငါလည်းဆက်မိတာပေါ့ဘာရဲလို့ကျွန်တော်တခုလောက်သိနေသေးတယ်လို့ဘာရဲလို့အဲ့ဒီငိမ့်ငယ်ရည်ရည်ရတော့မြမပြည်ကြီးငိမ့်ငယ်ပေါ့ဘယ်လိုလုပ်ရမလဲဆိုအဖတခုနဲ့ပြောတယ်ဘယ်လိုပြောလို့ကြည်နဲ့တော့ရှင်းနေတယ်ဟိဘယ်လိုလဲတော့အမှုပြင်မှာပေါ့ဟာအဖရဲ့လို့တော့ပြင်အဖဘာကြည်ပြောတာလဲဆိုဒေါအောင်ဆန်းစုကြည်နဲ့ရှင်းလိုက်ပါအဲ့ဒါလည်းကျွန်တော် ောင်းတစ်ခုထပ်မေးတာပေါ့အဖားလို့ကျွန်တော်စိုးရိမ်တာတစ်ခုရှိပါတယ်လို့အဲ့ဒါတော့တအားစိုးရိမ်တယ်လို့ဘာစိုးရိမ်တာလဲကျွန်တော်အမေစိုးရဲ့လုံခြုံရေးကိုကျွန်တော်စိုးရိမ်တယ်ဟာမနေသားရဲ့ဘာဘာလဲစိုးရိမ်နေတဲ့နိုင်ငံကလည်းစိုးရိမ်နေတယ်လို့အမေစိုးရဲ့လုံခြုံရေးကအဖားလို့ဘယ်လိုလုပ်ထားလဲဆိုတော့ဟာငါ့ကိုပြောတယ်မပူနဲ့ တို့အမေစုမှာအမြောက်တက်ရှိတယ်။ဟောအမြောက်တက်ဆိုတော့ငါတို့လက်နဲ့အချီးလို့ဘူး1 0ဟဲ့ဆိုရတာကြောက်တယ်။ဒါဆိုအမေရိကန်အမေရိကန်နိုင်ငံအမြောက်တက်လားမဟုတ်ဘူးတဲ့။ဟာဒါပေမဲ့ဆိုငါတို့တရုတ်နိုင်ငံတရုတ်နေတက်မဟုတ်ဘူးတဲ့။ဟာဘာအမြောက်တက်လဲဆိုတော့ဟိုအမေစုဘေးနားမှာလည်းမြောက်နေတာတက်တက်တက်လောက်ရှိတယ်တဲ့။ဟေးမင်းကရှောက်ပြောနေတယ်မင်းကခုန

ပမာစီယုံကနေဆင်းသက်လာတဲ့ဒါကဘာမချင်းတချင်နိုင်ငံတချင်ဟုတ်တယ်ဟုတ်တယ်ဟောဘိုးကြီးအောင်ဆန်းကိုကုန်ပြီးရတဲ့တချင်တချင်နော်အော်ဟိုချင်းလေးကကြာသွေးထုတ်ပတ်ဒီလေးရှိရမယ်မော်ကိုလည်းထိုးလောက်တယ်မြင့်မြတ်တဲ့ဘူအောင်ဆန်းရဲ့ဒါဘိုးကြီးအောင်ကုန်ပြီးရတဲ့တချင်ဟုတ်တယ်ဖလွတ်တော်ကုန်ပြီးရတဲ့တချင်ရှိတယ်တချင်နော်ဟုတ်ချင်နော်ဟာတကယ်လွတ်တော်ကုန်ပြီးရတာနော်မျက်လုံးပွင့်ပြီးအိတ်ကြီးသားမှာ ခုအိတ်လို့မရတော့ဘူး။ဘာဖြစ်လို့အခုအိတ်လို့မရတော့ဘူး။ဘာဖြစ်လို့လဲ။ဟာအစာဦးကစောက်တော့နည်းနည်းကြာတာရှင်ကြိုက်တာ။ဟေးအမလေးအဲ့လိုပြောချင်ဆိုကျွန်တော်လည်းနိုင်ငံနိုင်ငံရေးသမားတွေကိုဂုံပြူလာတဲ့တခြင်းရှိတယ်ဗျာ။ရှိလား။ဟာမေးဂုံပြူလာတဲ့တခြင်းအမျိုးကြီးလား။ဟာဂုံပြူလာ။ကျောင်းသားတွေဂုံပြူတဲ့တခြင်းရှိတယ်။တခြင်းလေး How long now? Today I'm here. You are. ိယာနေတဲ့တေဝင်းရေဟာတမေကြီးရေဒီကတော့တေဝင်းဖြစ်တာပေါ့အဲ့ဒါကြောင့်ကျောင်းသားလေးတွေကိုကျောင်းသားလေးတွေကိုပြောတာအလုံသမားလေးကိုပြုတဲ့ချင်းရှိလားအလုံသမားလေးကိုမမေ့နိုင်ပါဘူးသူနဲ့ကိုနဲ့တွေ့ရတော့ဝမ်းသာလာတယ်ကျောင်းသားတွေကိုပြုတယ်အဲနိုင်ငံရေးသမားကိုနိုင်ငံရေးသမားကိုပြုတာတရားအရန်ကောင်းတယ်ပျော့ပြန်စမ်းညီညွရင်းနဲ့အသက်ရှင်ရှင်ခင်ခင်မင်းမင်းလက်ရည်တပြည့်ဒီရှေ့ကထဲပေါ် ဒီအင်ဂျီဝီမီဒီလိုင်းနဲ့သောက်တာငါတို့ပွဲတိုင်းပွဲတိုင်းမှာမြင်နေရတယ်။အဲ့ဒါလေးလည်းရှောင်းပါမယ်။ကျွန်တော်တို့ကလာမြင်တာတွေ့တာလေးတွေပြောတာပါ။ဟုတ်ကဲ့ကျွန်တော်တို့ဒီလေးဒီဒီလေးဒီဆေးရုံညီကိုလေးကျွန်တော်တို့ အဲဒါကျွန်တော်နေရာနဲ့ပြောလို့ရပါတယ်ဟုတ်ကဲ့ကျွန်တော်ဘိုးကလေးမျိုးမှာသွားကားတဲ့အချိန်မှာဟုတ်ကဲ့ဒါအမေကိုလည်းတိုင်တာပါအဘတို့လည်းတိုင်တာပါဒါတာတာခါတကယ်တိုင်တာပါဟုတ်ကဲ့ကျွန်တော်ဒီလေးဒီဆေးရောင်ကြီးကိုတရားစင်မွားလေးကာနေတယ်ဟုတ်တယ်ဒီတိုက်ကိုအင်ဂျီနဲ့ NLD ဆိုတဲ့ဒစိကြီးနဲ့ဟာအားပေးတော့ဟာအကိုကအားပေးတယ်ပေါ့နော်ပြီးတော့ဘယ်ုံလဲရဲတောက်ပြီးအားပေးနေတာဘူးနေတာကျွန်တော်ပြောပါတယ်ဟာအကိုတို့လို့တကယ်အားပေးတာကျွန်တော်ဒီလေးဒီဆေးရောင်ကြီးကိုချစ်တာဟာချစ်တာပေါ့ချစ်အင်ဂျီချုပ်လိုက်ပါဗျာလို့ဒီတိုင်းအားပေးတာရပါတယ်လို့ဟုတ်ကဲ့ပါကျွန်တော်ညီကိုမော်တော်ဘားလို့ပြောချင်ပါတယ်အားပေး တော့ဒီတိုင်းအားပေးပါကျွန်တော်တို့ဒီဒစိကြီးတွေဒီရင်းကြီးတွေတော့အားမပေးပါနဲ့ဗျာဟုတ်ကဲ့ပါဟုတ်ပါတယ်ဒါကကျွန်တော်တို့စီကန်းရှိစီခြင်းတဲ့သဘောပါမနေ့ကအဖြစ်လို့လဲဆိုတော့ဒီလိုဟုတ်တယ်ဟောတော့ရာသွေထုတ်ပတ်တည်းရရှိရမယ်ဆိုတော့သရှင်းဆိုဖို့က ဆိုဖို့ကမလွယ်ဘူးတကယ်တော့ဆိုတကယ်တော့ဆိုဆိုခွင့်ရနေပါဘူးဆိုခွင့်ရပြီအဲ့ဒါအဲ့တချင်းဆိုလည်းဗမာတပီလို့ဆိုခွင့်ရတဲ့တချင်းကြီးလူတိုင်းလူတိုင်းဆိုလို့ရတဲ့တချင်းကြီးတပုတ်လူတိုင်းလူတိုင်းဆိုနေတဲ့တချင်းတပုတ်ဖြစ်ဘလောက်များကောင်းလိမ့်မယ်ဗျာမှန်တယ်ဗျာဘာဖြစ်လို့ကျွန်တော်ဒီလိုမျိုးပြောလိုက်တော့ကျွန်တော်တို့ကအစွန်ပြားကိုအခုခြေတော့ကလေးလှမ်းရုံကိုကျွန်တော်ခစ်သုံးခစ်ကိုပြီးတယ်လို့ပြောပြရတယ်။အော်မှန်တယ်ဗျာ။ခစ်ပြောပြစမ်း။ဘာဖြစ်လို့လဲ။ထိုးပြီးတော့။အဲအဲငါ့ကိုခိုးငါနေမှာ။ဟဲ့ဟဲ့ငါ့ကိုငါထိုးပြီးတော့။ နိုင်ငံခြားသွားမယ်ဆိုတော့ကျွန်တော်လိုက်လို့မရဘူးလားဆိုလိုက်တော့လိုက်ပေါ့ပါတဲ့မင်းနဲ့လိုက်ရတယ်ငါဟိုဘက်၄နှစ်လောက်နေရမှာကြောက်တယ်တဲ့ဒါမှရကြိုသည်လိုက်ခဲ့ပါကွာဆိုကျွန်တော်ကအမေရိကန်နိုင်ငံလိုက်သွားတော့ကွာအဲ့တော့ကျွန်တော်တမန်နဲ့လိုက်လိုက်လိုက်ဟိုအစည်းအဝေးခန်းလေးရောက်တော့တနိုင်ငံနဲ့တနိုင်ငံပြိုင်ကြလားကြိုက်ပါဟာအချွားပြိုင်ကြလားအဲ့အိန္ဒိယကိုတည်းလေဘာလုပ်တယ်ထင်လဲဘာလုပ်လို့ငွားလို့မလဲကားတွေနဲ့တက်လာရူရူရူဆိုတက်လာတက်လာပြီးအဲ့တွင်းနဲ့အကုန်ကုန်ချထိုက်လိုက်ကြရောဟာတွင်းနဲ့တွင်းရောဒီနာကနှမျောတာပေါ့တိတ်ပေါ့နှမျောတာဘာဖြစ်လို့အဲ့ငွားလို့မလဲတုံပြရတာလဲဆိုတော့ ကျုပ်တို့နိုင်ငံမှာနွားနော်မလိုက်တွေကကြိုက်တက်လို့အလကားစားလို့ရတယ်အရှံပဲပဲပေါများတာပေါများတာအဲ့ဒီတရုတ်ကလည်းလည်းဘာတွေတင်လာလဲဆိုတော့ပေါ့စီတွေတယ်လာပေါ့စီတွေကောင်းနေတယ်လားအဲ့ပြိုးလေးကိုအကုန်တုံပြလိုက်ကြရော့ရော့ဟာခမရဘာဖြစ်လို့အဲ့ပေါ့စီတွေတုံပြရလာလဲကျုပ်တို့တရုတ်နိုင်ငံမှာပေါ့စီဆိုတာအရှံပဲပဲမိုက်ကျော်နောက်တစ်ခါကျအာဖရိကကိုလည်းဘာလို့လဲဆိုစိန်ကိုကားနေနဲ့တင်လာတာတင်လာပြီးအဲ့တွင်းတော့အကုန်တုံချပြလိုက်ကြရော့ရော့ဟာခမရဘာဖြစ်လို့အဲ့စိန်ကိုတုံပြရလာလဲ ကျုပ်တို့အာဖိကနိုင်ငံစိန်ဆိုတာအရှံပဲပဲပေါင်းများလားအဲ့တော့ကျုပ်တို့တမားကြီးမခေဘူးမခေဘူးဘင်းနာအိန္ဒိယကိုယ်စားလှယ်ကို go sweat ဆက်ကတရုတ်ကိုယ်စားလှယ်ကို go sweat တိုက်သူနဲ့ကန်ချပြလိုက်တာရောခင်ဗျားဘလို့လုံးလိုက်တာလဲဆိုတမနာတခုံးမဲ့ပြောလဲဘာပြောပဲတရုတ်ကလားကြီးကကျုပ်တို့နိုင်ငံမှာအရှံပဲပဲပေါင်းများလားဟုတ်ဩအဲ့ဒါကန်ဒီ မီပြပြမင်းငါ့ကိုစော်ကားတာလားဟဲ့ငါ့ကိုဘာကောင်များထီလို့လဲအောင်လို့ငါကတရုတ်နဲ့ကလာဖက်ဆက်လို့ပဲခရိုနီကွာဟဲ့အဲ့ဒါဆိုအဲ့အဲ့တရုတ်ကလည်းငါပတ်ဖို့ထုတ်ခွင့်မယ် ဒီပတ်စုံမှာငါမြေပုံနေချိထည့်ပေးလိုက်မယ်။မာမြေပုံချက်ပြီးပြီ။တိုင်ဆိုင်ခွင့်မြေပုံလေ။တခြားနိုင်ငံတွေနဲ့တက်လာတက်ပြီးရော။မင်းတို့ရရှောက်ပြောနေတိုးတက်တာငါတို့တကယ်သောမြို့မြန်မာနိုင်ငံကြီးနဲ့တိုးတက်ဆိုရန်ကုန်မြို့လည်းတကယ်တိုးတက်သွားတယ်။ဟုတ်လား။ဟောအခုဆိုရင်ငါတို့ကရန်ကုန်ပြည်သူစေယုံကြီးကိုခိမင်ဖွံ့ဖြိုးတိုးတက်တဲ့စေယုံကြီးတိဆောက်တော့မယ်။အပြစ်ဆောက်တော့မှာ။ဟုတ်ပါပြီ။ငါတို့ကဘုံကြီးနဲ့ဂုံကြီးနဲ့ဂုံကြီးပါ။ဟာအဲ့ဒီမှာအပေါက်ဆောင်တဲ့ဝန်ထမ်းတွေကလည်းရှင်းနဲ့နေကြတယ်။ဟာပြောနေကြတယ်။ဟာဖြစ်လို့ခိမင်ဖွံ့ဖြိုးတိုးတက်တဲ့ဆောက်ဝီးဆောက်လေးပြီးဆိုသူတို့လည်းအပေါက်ဆောင်တာဒေါ်လာနဲ့ရပြီပေါ့ကွာ။အမလေး ကိမိဝင်မျိုးတိုးတက်တာအခုမှမဟုတ်လွန်ခဲ့တဲ့15နှစ်လောက်ကတိုးတက်တာပြောတာအမေတိုးတက်တာမှပြောမနေနဲ့ငါအိုက်စိယုံကြီးရောက်ဝင်သွားအဲ့ဒီဟိုစိယုံတကားပေါ့ကောင်ရမုနဲ့ဖွဲ့ကဟာရမုနဲ့ဖွဲ့တာရမုဆိုငါတို့ဟိုတိတိလေးတွေဟုတ်ပါငါရတာရမုကြည့် ။ခုငါပြောပြီးနေပြီပဲ900တန်မဟုတ်တော့ဒေါ်လာနဲ့လို့ပြောပြီးနေ။ခဏလေးအဲ့ဒါ15နှစ်ကိုပြောပါလေ။ခဏလေး။ပြည်သူစေယုံမှာရေးရတဲ့စာတန်းတော့အရန်ဖတ်လို့ကောင်းတော့မှတ်ခဲ့တာငါတန်းကနေတန်းသီးတယ်ဟုတ်လား။စရိတ်ညခံပက်လက်လန်။ဒီနေရာမှာကျမ်းပါဘယ်နှမပြလဲတာအေးကိုကောဆရာကြီးမင်းတို့အဲ့ဒါညှောက်မပြောပါနဲ့ဒါကျွန်တော်တို့ပြောတဲ့အခါကျတော့ကျွန်တော်တို့တီလေးတီဖွဲ့ရလက်ကတော်တော်တူချက်ကြတယ်ချုပ်ပြနေတာတီလေးတီမလုပ်နဲ့ဒီအောင်ရဆော်တယ်ဒီကောကရစ်ကညှိကုန်တယ်အာကိုကောဆရာ အဲ့ဒါတော့ကျွန်တော်လက်သက်မခံဘူးဘာဖြစ်လို့လဲတီးလေးဒီဘွယ်ကိုဘသူမှမကြောက်ဘူးဘသူကြောက်တော့မကြောက်တာကျွန်တော်တို့ပွဲကတာနှစ်ခွက်ပဲရှိပါတယ်ဘုံကြီးနဲ့ energy ပါ ဲ့ဒါကြောင့်ပြောတာပေါ့ကျွန်တော်တို့တကယ်တမ်းပြောရင်ကျွန်တော်တို့ကမြန်မာတွေ့တာလေးတွေပြောတာပါဟုတ်ကဲ့နိုင်ငံတော်ကြီးခဲ့တယ်လို့ကျွန်တော်တို့ပြောပါလေကျွန်တော်တို့တောင်းတာလေးတွေ့ပြီးပြောပေးမယ်ဟုတ်ကဲ့အခုဆိုလို့ရှိရင်တောင်းတာလေးတွေ့လို့ကျွန်တော်ပြောပေးပါပြီဟာကျွန်တော်တို့ဒီနေ့မြန်မာနိုင်ငံတော်ကြီးမှာဥပဒေထက်မှတရားမှမရှိသေးရပါဘူးဟာဟာနော်ဥပဒေထက်မှတရားမှမရှိသေးရဘူးဥပဒေထက်မှတရားမှမရှိသေးရဘူးကြီးနိုင်ငံကြီးမရှိသေးရပါဘူးမရှိသေးရဘူးတက်ပေးလိုက်ယူမရှိသေးရပါဘူးမရှိသေးရဘူးအဲ့ဒါကိုအာနာရှိတဲ့လူကြီးတယောက်ကပြောလိုက်ကြဗျာဟုတ်ကဲ့အဲ့ဒါမျောလင်းကြတာဘယ်လူကြီးလဲ ဟိုစင်ကာပူဝန်ကြီးချုပ်ကပြောတာဟုတ်ချိုင်းတော့သူ့နိုင်ငံကဒီနိုင်ငံရောက်လာပြောတာပါကဲကောစီလာရေကောစီလာရေလာကိုပတိကိုစိန်ကြီးကိုကြည်ကြီးဘာနေမောင်စီတိလာဗျာဘာနေမင်းလာချက်စီပေါ့နဲ့ပြည့်စုံတဲ့ခါသမားလေးပါပဲမန်ဤတင်ကတန်လွတ်လွတ်လပ်လပ်နဲ့ပြောမဲရှင်မွေးလေးမန်လေမြေဝိုင်းအငိမ့်လေးဆိုလဲမမားပါဘူးမမားပါဘူးလွတ်လပ်ရေးနေ့မှာကျွန်တော်တို့အင်မတန်မှပြောသေးရအောင်ပါလေဟာပဲကျွန်မေးကွင်းရလာလဲအင်မတန်ဝမ်းသာလေးဟဲ့ စီလင်းပါလိမ့်မယ်မင်းတို့ကတော်တော်တရားလုံနေပြီဘာဖြစ်လဲဆိုတာမင်းကသွားတိုက်လေဘာလို့ဒီမှာလူကြီးတွေကတောင်းတောင်းတောင်းကြောနေတာဟုတ်တယ်ကျွန်တော်မအေးကသူ့ဘက်နေသူနော်မိုင်းနာပွဲမှာဆက်နေရနေဆိုမှမင်းတို့တချင်းတိုက်ပေးစရာမလိုဘူးဟုတ်တယ်လေမဟုတ် तू ကတချင်းမင်းမှာဆိုလို့သွားပြောတယ်အဲ့လေအမေကတချင်းမဆိုတာကြာဟုတ်ပါမှာနည်းနည်းနေရကြာတော့ဗမာစကားတော့မေးချင်ရင်တော့တချင်းဆိုပုံမင်းမှာဆိုလို့ဆိုပြအေးရဆာမရှင်နဲ့မင်းတို့ဆိုင်ချတာခြာတာပါဘာလို့လို့ကွာအားလုံးကောင်းဖို့လောက်ကြတာဘူးဘသူတွေကဘာပြောလို့လဲအားလုံးကောင်းဖို့လောက်ကြတာဘူး ော်ကျွန်တော်တိုင်းပြည်အေဂျင့်တာယာဖို့ဆိုတာပြည်တွင်းစစ်တွေရက်မှာဖြစ်မယ်ပြည်တွင်းစစ်တွေရက်အော်အဲ့တော့ကျွန်တော်တိုင်းသားပေါင်းဆိုတော့ကျွန်တော်ငင်းကြီးတွေလက်နဲ့ငင်းကြီးတွေယူလာပြီဒါကမှကချင်ပြည်နယ်နဲ့ကျွန်တော်တို့အားဒါငင်းကြီးတွေငင်းကြီးတွေယူလာပြီဟောကျွန်တော်တို့ကျွန်တော်ရခိုင်ရခိုင်ငင်းကြီးတွေကျွန်တော်ယူလာပါပြီဟုတ်ကဲ့အဲ့လိုပြောပေမဲ့တချို့ကပြောကြပါတယ်ဟုတ်ကဲ့ခင်ဗျားတို့ကငင်းကြီးတွေယူလာပြောတယ်တဲ့ကချင်ပြည်နယ်မှာအုံတိုင်းတိုင်းနဲ့လုတ်နေတယ်လေအုံအဲ့ဒါကကျွန်တော်တို့စစ်ဖြစ်နေတာမဟုတ်ပါဘူးဟုတ်ပါဘူးကျွန်တော်တို့ဟိုဟာတရင်ကျွတ်တစားတိုင်းမှာမီးပုံးထွက်တယ်လို့သဘောထားပါဟုတ်ပါဘူးဟုတ်ပါဘူးဟုတ်ပါဘူးစစ်ဖြစ်တဲ့သဘောထားပါ ပါဘူးအားလုံးကောင်းပါပြီ။နိုင်ငံအားလုံးငြိမ်းချမ်းသာဖြင့်ငြိမ်းချမ်းသာဖြင့်တိုက်ပြီးတည်ဆောက်နေတဲ့အတွက်အားလုံးကောင်းပါပါခင်ဗျာ။အားလုံးကောင်းပါပါဘုရားနဲ့ရင်စင်းသာလိုက်ရင်မလေးရမောရဲမင်းနဲ့မိနဝင်မလေးလေးနဲ့ဘုရားကြောင့်ဘုရားဘုရားလက်ပေါ်နဘူးတင်စင်းအာမဟုတ်လေကြီးကွာဘယ်စကားပြောလဲမင်းကြည့်ပြောတော့ဘာလို့လူကြီးတွေကဒီဘက်မှာအလုတ်လုတ်နေတယ် အချင်းဆိုတာအချင်းဆိုတာဆိုတာပဲလေမင်းတို့ကလိုက်ပြီးတော့တိုက်ခိုက်နေလို့ပြင်းနေဖြက်စီးနေလို့ပြင်းနေမဟုတ်ရပါဘူးဗျာသက်သက်ကြီးဆိုဆိုတာဟွန်းဒါတို့ကဒါတို့ချက်တရိုးဆိုမို့ဆိုဆိုနိုင်လို့စိတ်ရှိသွားတယ်အားလုံးကောင်းဖို့လောက်ကြတာကိုဘတ်တူတွေကဘာပြောလဲလို့ဘတ်တူတွေကဘာပြောလဲလို့အားလုံးကောင်းဖို့လောက်ကြတာကိုဘတ်တူတွေကဘာမှမပြောဘူးနော်ကျွန်တော်အားလုံးကောင်းအောင်ဆိုပြီးတော့အရင်တော့ကျွန်တော်တို့အစိုးရဝန်ကြီးတွေမှာကကျွန်တော်တို့ဟာလာတက်